ဒီနေ့မေလ16ရက်နေ့မနက်ပိုင်းကမြစ်ကြီးနားမြို့အနီးဗဟိုပြုပြီးအင်အား၄.၈အဆင့်ရှိတဲ့ငလင်တစ်ခုလှုပ်ခတ်ခဲ့တယ်လို့မိုးလေဝသနဲ့ဇလားဗီရညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။2025ခုနှစ်မေလ16ရက်နေ့မြန်မာစံတော်ချိန်9:30မိနစ်30 39စက္ကန့်အချိန်မှာမြေကြီးနားမြင်းကလေးစခန်းရဲ့အရှိတောင်ဘက်50တမိုင်ခန့်ကွာဝေးတဲ့မြန်မာချိုင်းနာဘော်ဒါရီချိန်မြောက်လက်တီတော့25.1ဒီဂရီအရှိလောင်ကြီးတော့ 98.16ဒသမ16ဒီဂရီအနက်10ကီလိုမီတာကိုဗဟိုပြုပြီး AR Star Scale 4ဒသမ9အဆင့်ရှိတဲ့အင်အားအနည်းငယ်ရှိတဲ့မြင်းကလင်းတစ်ခုလှုပ်ရှားသွားကြောင်းတိုင်းထွာရရှိတယ်လို့မိုးစလားကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့မန္တလေးငလင်းကြီးကြောင့် တိုင်းဒေသကြီးနဲ့ပြည်နယ်6ခုရုံးမှာမေလ14ရက်အထိတေဆုံးသူ3923ဦးထိခိုက်ဒဏ်ရာရရှိသူ9104ဦးနဲ့ပျောက်ဆုံးသူ84ဦးရှိရလို့ပြည်ချိုင်းဝင်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်အရသိရပါဗျ။အဆိုပါငလင်းလှုပ်ခတ်ခဲ့ပြီးနောက်ပိုင်းမေလ15ရက်နေ့အထိနောက်ဆက်တွဲငလင်း184ကြိမ်လှုပ်ခတ်ခဲ့ကြောင်းလဲမိုးစလကထုတ်ပြန်ထားပါဗျ။